တတိယကဘာစစ်စနေပြီလားမိုးတော်နေတဲ့မျိုးလေးတစ်မျိုးမှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းအောင်ကူလာနဲ့ရုတ်သားလက်ဖက်ရည်ဆိုင်တွေမှာထိုင်နေကြတယ်အပြင်မှာမိုးဆက်တွေကဖြောက်ဖြောက်တဲတဲကြလို့ဆိုင်ထဲကလူတွေကလည်းစကားပြောရင်းဖုံးလိကြီးရင်း အချင်းကုန်နေကြတာအောင်ကူလာကသူ့ဖုံးထဲကတည်င့်တဖို့ကိုလမ်းပြရင်းဟေးမင်းဒါဖတ်ပြီးပြီလားကဘာကြီးကတကယ်အန်ဒီယန်နဲ့နီးလာပြီထင်တဲ့ဆိုပြီးမျက်နာမှာစိုးရိမ်တဲ့အရေးအယောင်လေးနဲ့ပြောလာတယ် သူပြတဲ့တရင်ခေါင်းစဉ်ကတတိယကဘာဇစ်စတင်နိုင်တဲ့အန်ဒီရဲ့ကျွန်တော်လဲစိတ်ဝင်စားနဲ့ဖုံးကိုလှမ်းကြည့်လိုက်တယ်။တရင်မှာနိုင်ငံတွေခြားတင်းမာမှုတွေစီရေးရှုပ်ရှားမှုတွေနျူကလ িয়ার လက်နက်တွေနဲ့ပတ်သက်ပြီးချင်းညောက်မှုတွေအကြောင်းရေးထားတယ်။ရုရှားနဲ့အနောက်နိုင်ငံတွေခြားဆက်ဆံရေးတင်းမာနေတာတရုတ်နဲ့အိန္ဒိယအကြားနှဲဆက်ပြဿနာတွေမြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုတွေဒါတွေအားလုံးကကမ္ဘာကြီးကို တဖြည်းဖြည်းမိခိုးမွတ်တဲ့လိုင်းချောင်းပေါ်ရောက်နေပြီလို့ဆိုတယ်။ကျွန်တော်ယင်ထဲမှာဓမျိုးကြီးဖြစ်သွားတယ်။တတိယကဘာစစ်တကယ်ဖြစ်လာနိုင်လားဆိုတဲ့မိခွန်းကခေါင်းထဲမှာပြန်လွင့်လာတယ်။ဟိုဒုတိယကဘာစစ်တုံးကဆိုလူတမ်းမုံများစွာတည်ခဲ့ရတယ်ဆိုတာငါတို့သမိုင်းဆောက်ထဲမှာဖတ်ဖူးတယ်လေ။အခုလိုနီးပညာတွေအစင်မြင်လာတဲ့ခေတ်မှာစစ်ဖြစ်ရင်ဘလောက်တောင်ဆိုးဝါမလဲစဉ်းစားကြည့်စမ်းလို့အောင်ကိုလက်ကဆက်ပြောတယ်။သူပြောတာကိုကျွန်တော်လည်းခေါင်းညိပ်ပြီးသဘောတူမှုတယ်။ ဒီနေ့ခေတ်မှာနျူကလ িয়ার လက်အနက်တွေ drone တွေ cyber တိုက်ခိုက်မှုတွေနဲ့စစ်ဖြစ်ရင်ဘလို့မှသိမရဘူးဆိုတာတွေးလိုက်ုံနဲ့ယင်ထဲမှာအေးဆက်သွားတယ်ဒါပေမဲ့ကျွန်တော်ကတော့အနေငယ်အောက်ကောင်းမြင်စေနဲ့ဒါပေမဲ့လေ